မင်္ဂလာပါရှင်ခစ်တဲ့မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမြန်မာနိုင်ငံကရှေ့တောင်အာရှတွင်လူကုန်ကူးခြင်းအွန်လိုင်းလိမ်လည်မှုများနဲ့နေဆက်ဖြတ်ကျော်မှုကင်းများဖြစ်ပွားရာဒေသဖြစ်လာနေပြီးမြန်မာပြည်သူများဆင်းရဲတွင်ကြာနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံကအရှိတောင်အာရှဒေသတွင်လူကုန်ကူးခြင်းနှင့်ဆက်နွယ်နေသည့်အွန်လိုင်းလိင်လယ်မှုများနှင့်နေဆက်ဖြတ်ကျော်မှုခင်းများဖြစ်ပွားရာဒေသတစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါရယ်ဇွန်လ30ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့အဆင့်မြင့်အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်သည့်အနေဖြင့်သက်ဆိုင်ရာတာဝန်ခံများနှင့်အလို့တဘောအပြန့်လန်ဆွေးနွေးသည့်အစည်းအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါရယ်မြန်မာနိုင်ငံတွင်အရေး က်သားပြည်သူများအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များကလေးတငယ်များနဲ့လူငယ်လူရွယ်များအနေဖြင့်ဆေးဥဆွေရက်ဆက်ကြံ့ကြုံမှုတန်ကိုခါးစီခံနေရကြောင်းမြန်မာနိုင်ငံသည်အရှိတောင်အာရှဒေသ၌လူကုန်ကူးခြင်းနှင့်ဆက်နွယ်နေသည့်အွန်လိုင်းလေလံမှုများနဲ့နေဆက်ဖြတ်ကျော်မှုကင်းများကြဲကြဲပြန့်ပြန့်ဖြစ်ပွားရာဒေသတခုဖြစ်လာကြောင်းစီးပွားရေးကျဆင်းမှုနေရက်ဆွန့်ခွာမှုနှင့်ထိုက်သည့်စေလျော်မှုမရှိသောဝန်ဆောင်မှုများကြောင့်ပုံမှုများစွာသောမိသားစုများမှာနေဆင်းနေများဆင်းရဲတွင်သို့ကြောက်ရောက်နေကြ ကြောင်းတန်အမေကြီးကပြောဆိုပါရယ် နိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်လူကုန်ကူးခြင်းပြဿနာဖြေရှင်းရေးအတွက်အားထုတ်ကြိုးပမ်းနေခြင်းတွင်ပြဿနာဤဇင်းမြအားဖြေရှင်းရေးကအထူးအရေးပါကြောင်းမြန်မာနိုင်ငံအတွက်မူဆေယနာရှင်စနစ်ခြုံငင်းရေးမတရားဆေယနာသိမ်းမှုခြုံငင်းရေးနှင့်ဆေးအုပ်စုမှအကျိုးခံစားနေရသည့်ပြစ်ဒဏ်ကင်းလွတ်ခွင့်ခြုံငင်းရေးတို့ကသာလျှင်ပြဿနာအားရေရှည်တည်တံ့စွာဖြေရှင်းနိုင်မည်အ धिक ကြသောနိလန်ဖြစ်ကြောင်းတန်မကြီးဦးကျော်မိုးထွန်းကပြောဆိုပါရမြန်မာနိုင်ငံတွင်ရင်းသို့သောလူမဆန်သည့်ရာဇဝမှုများမြင့်တက်လျက် ိကြောင်း2021ခုနှစ်ဖေဖော်ဝါရီလအတွင်းမတရားဆေးအာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက်အကြမ်းဖက်စစ်တပ်ကအပြည့်ပြည့်ဆိုင်ရာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူခွင့်ရေးဥပဒေတို့အားကြီးလေးစွာချိုးဖောက်လျက်ရှိကြောင်းစေယုတ်စုအနေဖြင့်အရတားပြည်သူလူထုအပေါ်မစင်မချင်းလေးချောင်းမှတိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းမတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းကျေးရွာများနှင့်မြို့များကိုမိရှုဖျက်ဆီးခြင်းနှင့်အတ္တမတပ်သားစုဆောင်ခြင်းစသည့်ရက်ဆက်ကြမ်းကြုတ်မှုများကိုကျူးလွန် လျက်ရှိကြောင်းပြည်တွင်တရားဥပဒေစိုးမိုးမှုများ ဖြည့်ဆည်းခံထားရပြီဖြစ်ကြောင်းသူကဆက်ပြောပါသည်အကြမ်းဖက်စေအုပ်စု၏ရက်ဆက်ကြမ်းကြုတ်မှုများကြောင့်ယနေ့ထိပြည်သူအယောက်ပေါင်း6800ကျော်တပ်ဖြတ်ခံခဲ့ရပြီးနေအိမ်အလုံးပေါင်းတသိန်းတထောင်ဖျက်ဆီးခြင်းသို့မဟုတ်မိရှုခံခဲ့ရကြောင်းပြည်သူ3ထက်သမ5တန်းကျော်မှနေရဆွန့်ခွာနေရပြီးတန်း20ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိကြောင်းသူကပြောဆိုပါသည် ပြည်သူအများစုမှပြည်တွင်းမှနေစွန့်ခွာထွက်ပြေးနေရပြီးအများစုအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များနဲ့လူငယ်လူရယ်များသည်လူကုန်ကူးခြင်းရန်စွဲကြောင့်ထိခိုက်လွယ်လျက်ရှိကြောင်း ထို့နောက်မြန်မာနိုင်ငံတွင်အကြမ်းဖက်ဆေးဥစုလက်အောက်မှ United Nation Global Plan on Action to Combat Trafficking in Person အားထိရောက်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းပြည်သူများ၏ထောက်ခံမှုနှင့်နိုင်ငံတကာ၏ထောက်ခံမှုတို့အားရရှိထားသည့်ရွေးကောက်ခံတရားဝင်အရသာအစိုးရကသာလျှင်ဤမြမုံမြတ်သောတာဝန်ကိုပြေဝစွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံတွင်အဆိုပါရည်မှန်းချက်ပန်းတိုင်ပြည့်မီ၏အတွက်မိမိတို့အားဝိုင်းဝန်းပံ့ပိုးပေးကြပါယင်တမ်းမကြီးဦးကျော်မိုးထွန်း ွန်ကတောင်းဆိုကြောင်းသိရှိရပါတယ်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့ဥဘိုထောင်တွင်မုံရွာတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်တန်းများကတန်တုပ်ဖြင့်ရိုက်နှက်မှုကြောင့်သတိလစ်မေမျောသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခက်တိုက်ပိတ်ထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့ရှိအိုးဘိုထောင်သို့ထောင်ပြောင်းရောက်ရှိလာသောမုံရတပိတ်ကောင်းဆောင်ကိုဝေမိုးနိုင်ကိုထောင်ဝင်တန်းများကတန်တိုးဖြင့်ရိုက်နှက်မှုကြောင့်တတိလက်မေမျောသွားခဲ့ပြီးစေဝါကုသပေးခြင်းမရှိဘဲခြေချင်းခက်တိုက်ပိတ်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဗဟုအူဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောကြားပါသည် ဇွန်လ12ရက်နေ့မုံရွာအချင်းထောင်မှမန္တလေးအိုးဘိုထောင်သို့ထောင်ပြောင်းဖြင့်ရောက်ရှိလာသည့်နိုင်ငံရေးအကျဉ်းသားများကိုထောင်ဝင်ဘူဝတွင်မတရားရိုက်နှက်နှိပ်စက်မှုများပြုလုပ်သည့်ဖြစ်စဉ်တွင် မုံရွာတပိတ်ကောင်းဆောင် ကိုဝေမိုးနိုင်ကိုဦးတီချက်ထား၍အချင်းဦးစည်းဝန်တန်းအရာရှိတို့မှတန်တုပ်ဖြင့်စတင်ရိုက်နှက်ရာမှဆ ảy ၍အခြားနိုင်ငံရေးအကျဉ်းသားများကပါနောက်ဆက်တွဲအနေဖြင့်ရိုက်နှက်ခံရခြင်းဖြစ်ကြောင်းအဆိုပါဖြစ်စဉ်တွင်ကိုဝေမိုးနိုင်သည့်တန်တုပ်ဖြင့်ရိုက်နှက်ခံရမှုကြောင့်နှစ်ဖူးခွဲတန်ရာရရှိကရိုက် ိမ့်နှက်ခံရမှုဖြစ်စဉ်တွင်သွေးထွက်လွန်ကသတိမေ့မျောသွားခဲ့ပြီးသတိမေ့မျောစဉ်တွင်အရေးပေါ်ဆေးဝါးကုသမှုကိုခံယူရန်လိုအပ်တော်လဲထောင်တွင်းဆေးရုံသို့ပို့ဆောင်ကုသပေးခြင်းမရှိကြောင်းသိရှိရပါသည် ကိုဝေမိုးနိုင်ကလက်ရှိမှာအဲ့ဒီဖြစ်စင်မှာတော့တွေးအားနေတဲ့အခါမှာဥကောင်းရောနှစ်ဖူးခွဲသွားတဲ့အတွက်တွေးထွက်အရန်များသွားပြီးတော့သတိမေ့မျောသွားတယ်သတိမေ့မျောသွားတဲ့အချိန်မှာလဲထောင်ဆေးုံရောပြင်ပဆေးုံရောမဖို့ပဲနဲ့ထားခဲ့တဲ့ခြေချင်းတွေရောခက်ပြီးလက်ရှိမှာတီးခြားတိုက်မှာတယောက်တည်းချုံနောင်ခံထားရတဲ့အခြေအနေဖြစ်ပေါ်နေတယ်ဒါကြောင့်မလို့ထောင်အာနာပိုင်တွေရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီးညဘက်တွေမှာအချိန်မရွေးခေါ်ထုတ်ခံရပြီးရိုင်းနှက်ခံရတာမျိုးတီးခြားအဖြစ်ဆိုတာကိုဆွဆွဲပြီးမှရိုင်းနှက်တာမျိုးဆက်ဖြစ် ိုင်နဲ့လက်ရှိမှာတော့အချင်းထောင်ထဲမှာနိုင်ငံရေးအချင်းသားတွေရဲ့အသက်ရှင်သန်ပိုင်ခွင့်ဟာချင်းချောက်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်ဒီအထဲမှာမှကိုဝေမိုးနိုင်ကတော့တစ်ဖက်မုံရွာမှာလည်းနမကြီးပုတ်ကိုဖြစ်တော့သူ့ကိုပါစင်တဲ့အရာကိုမင်းလာကခေါင်းဆောင်ဆိုတဲ့ဇဂရက်တွေကိုတုံးပြီးမှအဓိက ရိုက်နှက်ခဲ့တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဒါကြောင့်သူ့အတွက်လည်းလုံခြုံရေးအရာပိုပြီးစိုးရိမ်ရတယ်လို့ကျွန်တော်တို့ကပြောချင်ပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM မှဘဟုဥဆောင်ကော်မတီဝ ွင်ကိုတိုက်ထွန်းဦးကရှင်းပြပါတယ်။ထောင်အာဏာပိုင်များသည်ကိုဝေမိုးနိုင်တတိပြန်လည်ရောက်ရှိတဲ့တပြိုင်နက်ပြစ်ဒဏ်တိုက်ကိုပို့၍ပါစေနှင့်ထောင်ဝင်စာဧည့်တွေ့ခွင့်ကိုကန့်သက်ထားပြီးခြေချင်းခတ်၍တီးခြားတိုက်တွင်တိုက်ပိတ်ပြစ်ဒဏ်ပေးထားကြောင်းသိရပါတယ်။ဇွန်လ12ရက်နေ့မှာမုံရွာအချင်းထောင်မှမန္တလေးအိုးဘိုအချင်းထောင်ကိုနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားအချင်းသူ200ဝန်း အကျဉ်းသားအချင်းသူ200ဦးဝင်းကျင်ကိုစစ်ကောင်စီကထောင်ပြောင်းရွှေ့ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG ဝင်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမန္တလေးဥပိုလ်ထောင်တွင်နိုင်ငံရေးအကျဉ်းသားများဇက်တိုက်တိုက်ဆုံနေသောထောင်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ BG ရဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စရင်သွင်းလိုက်ပြီးစောချစ်သူခေါ်ဆန်းမြင့်တာသမီ၃ဦးနဲ့စီဝါရေးတာဝန်ခံ၂ဦးတို့ကိုအမိပြက်သူများဖြစ်ကြီးညာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်လောက်ခင်ကရင်နေကြားဆောင်တပ်မှဗိုလ်မှူးကြီးစောချစ်သူနဲ့ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကိုစစ်ကောင်စီကအမိပြက်စရင်သွင်းပြီးဗိုလ်မှူးကြီးစောချစ်သူနဲ့တာသမီများအပါအဝင်ဒါရိုက်တာများကိုပါအမိပြက်သူများဖြစ်စစ်တပ် က်ကကြေညာပါတယ်။ အကြံဖက်စစ်ကောင်စီထံသို့ပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းသည့်ပို့ကုန်သွင်းကုန်ကုမ္ပဏီ169ခုနှင့်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကိုအမြင့်ပြည့်စရင်သွင်းကြောင်းကြေညာခဲ့ရာတွင်ဗိုလ်မှူးကြီးစောချစ်သူပိုင်းချင်းလင်းမြိုင်တိုယိုတာကုမ္ပဏီလည်းပါဝင်လာခဲ့ပြီးစောချစ်သူ၏ဇနီးသားသမီးများကိုပါအမြင့်ပြည့်စရင်ကြေညာလိုက်ခြင်းဖြစ်ပါသည်စစ်ကောင်စီကကြေညာသောအမြင့်ပြည့်စရင်ဝေကုမ္ပဏီ169ခုတွင်စောချစ်သူ၏ချင်းလင်းမြိုင်တိုယိုတာကုမ္ပဏီကနံပါတ်25အဖြစ်အမြင့်ပြည့်စရင်သွင်းခံထား ားရခြင်းဖြစ်ပြီးစောချစ်သူ၏နာမည်ဆန်မြင်တမီနန်းနေနန္တာ၏တားဖြစ်သူစောချစ်ချစ်စောထူအေမူဘုံမူကြီးစောချစ်သူ၏စီးပွားရေးတာဝန်ခံစောမင်းမင်းဦးတို့ကိုပါအမည်ပြသူများဖြစ်ကြီးညာလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်